မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့မိမိကိုယ်ကိုဒီလိုပြောပါနောက်ဆုံးမှာချစ်ချင်းမေတ္တာတွေကိုခံစားရပါလိမ့်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့ကျွန်ုပ်တို့အများစုမှာ ကိုယ့်ရဲ့အတွင်းစိတ်ကပြောနေတဲ့စကားလုံးတွေဟာမိမိကိုယ်ကိုဘလောက်အထိရက်စက်နိုင်တယ်ဆိုတာကိုဘယ်သူမှသတိမထားမိကြပါဘူးပြီးရင် ချင်းချင်းမိတာတွေကိုငါဘာလို့မခင်စားရတာလဲဆိုပြီးတော့မိမိကိုကို တွေးတောနေတဲ့ကြပါတယ်။တချို့သောသူတွေကြတော့ဘဝမှာပြီးပြည့်စုံနေတာတွေရှိတယ်။ကောင်းမွန်တဲ့အိမ်ထောင်ဖက်တွေ၊ချစ်ခင်စရာကောင်းတဲ့အချစ်ရေးတွေကိုပိန်ဆိုင်နိုင်ကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကိုယ့်ရဲ့အတွင်းစိတ်ကပြောနေတဲ့စကားလုံးတွေရှိမိဆိုရင်တော့သင်ဟာချစ်ချင်းမိတာတွေကိုခင်စားမှာမဟုတ်ပါဘူး။ ဒီဗီဒီယိုထင်းမှာတော့တင့်ရဲ့အတွင်းစိတ်က ပြောနေတဲ့စကားတွေတင့်ကိုယ်တိုင်ဘာတွေပြောနေသလဲဘလို့ခင်စားနေရသလဲဆိုတာတွေဟာတင့်ရဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ relationship တွေနဲ့ပတ်သက်တဲ့အခြေခံအုံမြင့်ဖြစ်တည်ဆိုတဲ့အကြောင်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါဟာတင့်ဘဝအထင်းမှာချစ်ချင်းမေတ္တာတွေကိုဘလောက်အထီးခင်စားရလဲဆိုတာကို အဆုံးအဖြဲပေးနိုင်ပါတယ်။ ဒါအပြင်သင်ရဲ့အတွင်းစိတ်ကပြောဆိုနေတဲ့စကားလုံးတွေကို ပြောင်းလဲနိုင်ဖို့သင်အနေနဲ့အသုံးပြုနိုင်တဲ့လွေကူတဲ့လေ့ကျင့်ခန်းတစ်ခုကိုလေးပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးမှာတော့ကိုယ့်ရဲ့အတွင်းစိတ်ကပြောနေတဲ့စကားလုံးတွေရှိတယ်။ဒါပေမဲ့အဲ့ဒီစကားလုံးတွေဟာတယောက်နဲ့တယောက်တော့မတူနိုင်ပါဘူး။ဒါပေမဲ့အဲ့ဒီစကားလုံးတွေကတချို့တလေတွေကတော့မင်းကအကေးပိုလွှဲနေမင်းဟာချင်းချင်းမိတာတွေရဖို့အတွက် မိမိကိုယ်ကိုပြောင်းလဲပေးဖို့လိုတယ်မင်းနာမှာဘသူမှရှိနေမှာမဟုတ်ဘူးစသဖြင့်ပေါ့နော်အဲ့ဒီလိုစကလုံးလေးတွေရှိကောင်းရှိမည်ဒါအပြင်အဲ့ဒီကိုယ့်ရဲ့အတွင်းစိတ်ကပြောနေတဲ့အဲ့ဒီစကလုံးတွေအထီးမှာကြောက်ရွံ့မှုတွေလေးရှိတယ်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့အခြေအတခုကိုရတဲ့အခါပဲဖြစ်ဖြစ်ကောင်းဝင်တဲ့အိမ်ထောင်ပဲတယောက်ကိုရတဲ့အခါပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့ကြောက်ရွံ့မှုတွေကိုဖေရှားပေးနိုင်ပြီတော့ထင်ခဲ့ကြတယ် ဒါပေမဲ့တခိလက်တွဲမှာတော့အဲ့ဒီအရာတွေဟာအကုန်လုံးဆန့်ကျင်ဖက်တွေပါပဲ။ဘာဖြစ်လို့လဲဆိုရင်ကြောက်ရွံ့မှုတွေနဲ့အတွင်းဆက်ရဲ့ပြောနေတဲ့စကားလုံးတွေကဆက်လက်ရှိနေအောင်မေဆိုရင်ကျွန်ုပ်တို့အနေနဲ့ကောင်းမွန်တဲ့အချစ်ရည်တစ်ခုကို ပိန်ဆိုင်ထားမိတဲ့အခါအဲ့ဒီအချစ်ရည်ကို တင်းတင်းကြဲကြဲဆုပ်ကိမ်ထားမိစေမှာပဲဖြစ်တယ်။အဲ့ဒီအခါကျွန်ုပ်တို့ကို အချစ်ရည်မှာပို့ပြီးရင်စိုးရိမ်ပူပယ်မှုတွေဖြစ်စေတယ်။ အဲ့ဒါကအချစ်ရည်ကိုတော်တော်လေးကို မတည်ငြိမ်တဲ့ခင်စားရှင်မျိုးကို ဖြစ်စေတယ်။ဒီလိုဆိုရင် ကျွန်ုပ်တို့အနေနဲ့နားလေသဘောပေါက်စရာတစ်ခုဖြစ်လာတယ်။ဘာလို့ဆိုရင်ကျွန်ုပ်တို့တကယ်လို့အဲ့နေတဲ့အရာကတခြားသူတယောက်ရဲ့အချစ်မဟုတ်ပါဘူး။မိမိကိုယ်ကို မပေးဖြစ်ခဲ့တဲ့အချစ်ကိုလိုအပ်နေတာ။ သင်ဟာမိမိကိုကိုလိုအပ်နေတဲ့အချစ်ကို မပေးနိုင်ဘူးဆိုရင်တခြားသူတယောက်စီကနှချင်းတဲ့အချစ်ကိုတကယ်လက်ခံရရှိနိုင်မှာမဟုတ်ပါဘူးတခြားသူတယောက်စီကရရှိထားတဲ့အချစ်တောင်မှသင်အတွက်တကယ်ကိုထိရောက်မှုလေးရှိမှာမဟုတ်ပါဘူးမိမိကိုမိမိချစ်မြတ်လို့ရှင်ဆက်လာဖ်နဲ့ပဲတဲ့လို့ပို့အပြည့်အလုပ်တွေအများကြီးလှုပ်ဆောင်နေစရာမလိုပါဘူးမိမိကိုကိုမိမိဆက်ဆက်နေတဲ့ပုံစံကိုသာပြောင်းလဲပေးဖို့လိုအပ်ပါတယ် ဒီလိုပြောင်းလဲနိုင်ဖို့သင်ရဲ့အတွင်းစိတ်ကပြောဆိုနေတဲ့စကားလုံးတွေနဲ့စတင်ရပါလိမ့်မယ်။ဒီတော့သင်ရဲ့အတွင်းစိတ်ကပြောဆိုနေတဲ့စကားလုံးတွေကို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 နဲ့ချိန်စွာချစ်မြတ်နိုးတဲ့လေသင်အဖြစ်ပြောင်းလဲပေးနိုင်ဖို့သင်အနေနဲ့အသုံးပြုနိုင်တဲ့လေ့ကျင့်ခန်းတစ်ခုကိုပြောပြပေးပါမယ်။ ဒီနေ့ချင်းခင်းကိုဒီနေ့ကစတင် ပြုလုပ်လိုက်ပါတင့်ကိုတင်အဓိကထားပြီးဆက်ဆင်နေတဲ့ပုံစံလေးတွေပြောင်းလဲသွားပါလိမ့်မယ်ပြီးရင်နောက်တစ်ခါဒါနဲ့ပတ်သက်ပြီးရင်အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်အဲ့ဒီအခါမှာတင်နဲ့သက်ဆိုင်နေတဲ့ဆက်ဆင်ရေးတွေအားလုံးလေးပြောင်းလဲသွားမှာဖြစ်ပါတယ်ဒီတော့ပထမဦးဆုံးအနေနဲ့စဉ်းစားစီရင်တာကတော့ တကယ်တော့တခြားတယောက်ကကျွန်ုပ်တို့ကိုရှင်းမွန်စကားတွေပြောနေမိအချစ်နဲ့ပတ်သက်တဲ့စကားတွေပြောနေမိဆိုရင်ကျွန်ုပ်တို့အနေနဲ့အကြားရှင်ဆုံးသောအလှအပဆုံးအရာဘာတွေဖြစ်နိုင်မလဲသင်နာထင်းမှာအကြားရှင်ဆုံးသောစကားတွေကဒါမျိုးတွေဖြစ်နိုင်ပါမလားဥပမာသင်ကအရင်ချစ်စရာကောင်းတာပဲငါမင်းကိုအပြစ်အဝါချစ်ပေးမေငါမင်းနားမှာပဲအမြဲတမ်းနေရှင်တယ်ငါတော့အတူရှိနေကြရအောင် သင်အနေနဲ့အဲ့ဒီလိုစကားလုံးတွေကိုကြားရှင်တာလားတခြားတယောက်စီကဘလို့စကားမျိုးကိုသင်အကြားရှင်ဆုံးလေအဲ့ဒါကို အရင်ဆုံးစဉ်းစားပါပြီးမှပဲသင်ကိုယ်သင်အဲ့ဒီစကားလုံးတွေကိုပြောဖို့လေ့ကျင့်စေရှင်ပါတယ် ဒီနေရာမှာစိတ်ကူးပုံဖော်တဲ့ visualization တွေစိတ်ကူးရင်တဲ့ imagination တွေပြုလုပ်နေစရာမလိုပါဘူးတခြားတယောက်ကဒါတွေကိုသင်ကိုပြောနေတည်တော်လေးစိတ်ကူးရင်နေစရာမလိုပါဘူးမိမိကိုယ်ကိုယ်ပဲအဲ့ဒီစကလုံးတွေကိုစပြောလိုက်ပါဒီစကလုံးတွေကတော့ဥပမာမင်းဟာမွေးရပါချစ်စရာကောင်းတဲ့သူတယောက်ဖြစ်တယ်မင်းကအရင်ချစ်စရာကောင်းတဲ့သူဖြစ်တယ်ငါရဲ့အချစ်ကိုရဖို့မင်းအနေနဲ့ဘာမှပြုလုပ်နေစရာမလိုပါဘူး မင်းဟာမင်းဖြစ်နေတဲ့အတိုင်းကိုရှစ်စရာကောင်းနေပါလေဒီလိုစကားလုံးတွေကိုမိမိကိုယ်ကိုပြောဖို့လေ့ကျင့်ပါဒီလိုဆိုရင်ကျွန်ုပ်တို့ကအဲ့ဒီစကားလုံးတွေကိုမိမိကိုယ်ကိုပြောနေတဲ့အချိန်မှာကျွန်ုပ်တို့ရဲ့ယဉ်ထင်းမှာဘလို့ခင်စားနေရသလဲဆိုတာကိုတတိပြုမိစေရှင်ပါလေဒီနေ့ချင်းခင်ကိုတင့်အနေနဲ့ဘယ်နှကြိမ်လေ့ကျင့်နိုင်သလဲ သင်ပြုလုပ်နိုင်သမျှလိကျင့်စေရှင်ပါတယ်။အဲ့ဒီလိုလိကျင့်တဲ့အခါမှာသင်ရဲ့စိတ်ခံစားချက်တွေဘလို့ဖြစ်နေသလဲဆိုတာကိုအာယုံစိတ်ပါ။တဲ့အနေနဲ့ဒီနည်းချင်းခန့်ကိုမှန်ကန်စွာလုံဆောင်နိုင်တယ်ဆိုရင်အဲ့ဒီအချိန်မှာပဲသင်ဟာပို့ပြီးရင်ရှင်းရှင်းမေတ္တာတွေကိုရရှိနေတယ်တော့စတင်ခံစားရပါလိမ့်မယ်။ပြီးတော့သင်ဟာချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ပုံမှုသဘောပေါက်လာပါလိမ့်မယ်။ မိမိကိုမိမိချစ်မြတ်လို့ရှင်ဟာကိုကိုကိုအပြစ်အဝချစ်ခင်တဲ့တော့ခံစားရနိုင်စွမ်းတွေရှိပါတယ်။ဒါဟာတင့်ဘဝမှာပြည့်စုံမှုကိုဖန်တီးဖို့အကောင်းဆုံးနည်းလေးတွေဖြစ်တယ်လို့တခြားတယောက်စီကတင်လို့ရှင်နေတဲ့အချစ်မျိုးကိုဖိတ်ခေါ်နေဖို့အကောင်းဆုံးနည်းလေးတွေထိကတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ဒီနေ့ကစပြီးရင်ဒီလေးကျင့်ခန့်ကိုကောင်းဝယ်စွာပြုလုပ်ပါချစ်ချင်းမေတ္တာတွေကိုရရှိခံစားရပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတယ်မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်